ဘာလို့မဲမင်္ဂလာပါကျွန်တော်ကတော့ဗီနီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတခါမှာတော့ကျွန်တော်မိတ်ဆွေတနင်္လာတာသမီအလုံးအတွက်16ရက်ဆယ်လ2025ကနေ24ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမဲ့တပတ်စာကံကြမ္မာဟောကင်းကိုဂန္ဓာတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာတာသမီတွေပေါ့လေအဲဒီတပတ်ကာလမှာဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုတော့ပရမောက်တော့ကျမ်းပါရင်လည်းပတ်သက်ပြီးစပြောကြပါဆိုပြန်နော် ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာမျက်စိနဲ့ပတ်သက်ပြီးသွားထိတတ်တဲ့အတွက်သတိထားရမယ်နော်အမျက်ရိုးတွေကြိုက်တာမျက်စိတွေကြိုက်တာမျက်စိတွေမုံတာပေါ့နော်ဒါမျိုးတွေဖြစ်တတ်တယ်တချို့လူငယ်လေးတွေဆိုလည်းဂိမ်းရမ်းဆော့လို့ဖြစ်စေနော်ဒီအရင်ဒီဂိမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေတော့ဖုန်းတွေကြည့်လို့တော့ဖြစ်စေပေါ့နော်မျက်စိသွားထိတတ်တယ်တချို့အစာနဲ့ပတ်သက်ပြီးအရင်လိုရတဲ့သူတွေဆိုလည်းမျက်စိသွားထိတာပေါ့နော်အဲ့တော့တချို့မြန်မာမရှိတဲ့သူတွေဆိုမြန်မာအသက်တက်ကလာတွေမြန်မာရှိတဲ့သူတွေဆိုပါဝါထက်တော်ရတာတွေတောင်ဖြစ်တတ်တယ် တချို့တက်ကြည့်ရဟိုတွေအဖိုးဖွားတွေဆိုရင်ဒီကလာမှာမျက်စိတွေပါတယ်ခွဲရတဲ့ gain တွေမှာပါတဲ့အတွက်မျက်စိနဲ့ပတ်သက်ပြီးကျန်းမာရေးအထူးသတိထားရမယ်ဒါအပြင်မျက်နှာတွေအပါဝင်ခန္ဓာကိုယ်အရေပြားတွေပေါ်မှာအနာလိုအဖုလေးတွေအများကြီးပေါက်ပြီးပွားပြီးအလားပြတ်တာမျိုးတွေဖြစ်တဲ့အတွက်အဲကျန်းမာရေးနဲ့ပတ်သက်ပြီးအရေပြားယောဂါလေးတစ်ချက်ဂရုစိုက်ကိုစိုက်ရမယ်နော်မပေါ်ဆက်ပါနဲ့လို့အကြံပေးခြင်းနဲ့ဗျာနော် အဲကျမိုင်းနဲ့ပတ်သက်ပြီးစီအောင်စီကနေပါလေးပြမယ်ဆိုလို့ရှိရင်တော့အင်္ဂါသာသမိဆရာဝန်နဲ့ပဲပြပါအနံပါတ်မှာအင်္ဂါနံပါတ်တဲ့ဆရာဝန်တွေစီအောင်နံပါတ်တွေမှာအင်္ဂါနံပါတ်တဲ့စီအောင်တွေမှာပြမယ်ဆိုရင်အနာနဲ့စင်းနဲ့အမြဲဆန်းဆန်းထိရောက်တာပေါ့နော်တက်တာပြောက်ကင်းစီပါလိမ့်မယ်ဗျာနော်အထပြင်အစားစားတွေပါလေးစားတဲ့အခါမှာလည်းအဲတနည်းအားဖြင့်ဒီရရန်စီတတ်တယ်ပေါ့နော်အစားစားမျိုးတွေအတက်နိုင်ဆုံးမစားပါနဲ့လို့အကြံပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီကလာမှာအဲတနည်းလားသာသမိတွေအလုံးနဲ့ပတ်သက်ပြီးဆက်ပြောခြင်းတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်အလုံးမှာ2မျိုးရှိတယ် ။တမျိုးကကျတော့လုပ်ငန်းကဝင်နေတဲ့သူတွေကျတော့အထက်လူကြီးကျတော့ကိုယ့်ကိုကြီးသူဆောက်ဆောက်တဲ့ဂိမ်းထဲမှာသွားပါတယ်သူကဝမ်းသာဖို့ကောင်းတယ်။တစ်ဖက်မှာကျတော့ကိုယ့်ကိုမနာလိုတိုက်ခိုက်တဲ့သူတွေကငုတ်လို့ထိုင်ဆောင်နေကြတယ်။ကိုယ်တစ်ခုခုများမာမလားမာမလားဆိုပြီးတော့ထိုင်ဆောက်ပြီးဆွဲချဖို့အတွက်အဲစောင့်နေတဲ့သူတွေရှိနေတယ်ဆိုတာလေးကိုအဲတနင်္လာသားသမီးတွေကိုကျွန်တော်သိသိချင်တယ်။အဲဒီတစ်ဖက်ကလာကအမရန်ရံများတက်တဲ့ဂိမ်းထဲမှာပါတယ်။ကိုကချစ်လို့ပြောပြလိုက်ရင်တော့မှကိုယ့်ကိုအထင်လွှဲပြီးမုန်းတယ်လို့ခေါ်ပြီးရှင်းပြရင်ဘယ်သူမှလက်မခံတဲ့ကာလထဲမှာသွားပါတဲ့အတွက်တော်တော်လေးသတိထားရလိမ့်မယ်။ အများနဲ့တယောက်ဖြစ်တယ်လို့ခေါ်တာပေါ့အဲ့လိုဖြစ်တဲ့ခါမှာလက်ရှိလုပ်ငန်းဝင်ဝင်နေတဲ့သူတွေဆိုရင်ဒီကလာမှာမွန်းကျက်နေတယ်ဗျလက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့လက်ရှိနေတဲ့နေရာတွေမနေချင်တော့တနေရာကိုပြောင်းချင်သွားချင်ထွက်ချင်လာချင်တဲ့စိတ်တွေတော့အရန်ပေါ်တဲ့ကာလလို့ခေါ်တယ်အဲ့လိုပေါ်ခဲ့လို့ရှိရင်ပြောင်းကြရင်ကောင်းမှမလားလို့မင်းနောက်ခုတော့ပြန်ဖြေရတယ်ကိုပိုင်စီဝိုင်းလုပ်မယ်ဆိုတော့ပြောင်းလို့ရတယ်ကိုပိုင်စီဝိုင်းမလုပ်ပဲတခြားအလုပ်တစ်ခုပဲသွားလုပ်မယ်ဆိုတော့ပို့ဆိုးတဲ့အញ្ញန်တစ်ခုရင်ဆိုင်ရမယ်အဲ့တော့လုံးဝပြောင်းလို့ရှိလို့မရအောင်ဟုတ်ပြီနော်ပြီးတော့ဒီကာလမှာ တနင်္လာသားသမီးတွေအလုပ်မရှိတဲ့သူတွေအလုပ်ရဖို့တော့အခွင့်အကောင်းတွေပေါ်လာလိမ့်မယ်အလုပ်ရလာလိမ့်မယ်ရတဲ့ခါမှာအဲ့ဒီလောက်ကကိုနဲ့မကညီလို့ဖြစ်စေဟိုခံစားငွေနည်းလို့ဖြစ်စေစသည်အားဖြင့်အဲဒါမျိုးလေးတွေနဲ့ကြုံရတဲ့ကိစ္စရှိတယ်အဲ့လိုရှိခဲ့ရင်တော့မှအယုံရတဲ့ချိခဲ့တဲ့ဆိုပြီးတော့အဲ့ဒါကိုရွေးချယ်ဝင်မရပဲနဲ့အဲ့ဒီလောက်လေးမှာပဲတိခံပြီးလုံးမှတော်ငါကြမယ်ဆိုတာလေးသိသိချင်းနဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်နောက်အလုပ်တစ်ခုအလုပ်တစ်ခုရှာလို့မရတော့တာလေးအလုပ်တစ်ခုရဖို့အတွက်အချိန်ကြီးအများကြီးဆောက်ပြီးဟာဝါရမျိုးတွေအစဖြစ်ရတဲ့ကိစ္စမှာသွားပါတဲ့အတွက်ဂယုဆိုင်မယ်အလုံးနဲ့ပတ်သက်ပြီးဒီကာလမှာ ်လုံလုံချာလေးတိတ်မလောက်တာအကောင်းဆုံးလို့တော့ကျွန်တော်အကြံပေးခြင်းတယ်အဲဒီကလာမှာအဲ့ခဏဝက်လုံငန်းဝင်နေရသူတွေအထူးသဖြင့်ဝင်နေတာဖြစ်ခဲ့မယ်ဆိုရင်ပေါ့မြန်နေတဲ့ဂျာတွေကနေယာရုတွေဘာတွေတက်တက်တကိန်းတော့ရှိပါတယ်အတိုက်ခိုက်တဲ့ဂျာတွေကနေတက်ကလည်းယာရုလို့ခေါ်တာပေါ့နော်အဲပြိုင်ဆိုင်မှုတွေဂျာတွေကနေအောင်မြင်မှုအသီးပွင့်ခံစားရတယ်တချို့ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်ဒီကလာမှာအဲထိပ်ပိုင်းရာလူကောင်းဆောင်ပေါ့နော်အကြီးကဲရာလူတွေအစရရှိပိုင်ဆိုင်တဲ့ဆိုတဲ့ကိန်းခံရတဲ့အထိပါကျွန်တော်တွားမြင်မိပါတယ်ဗျာနော်အဲ့တော့ GU site ပြရမယ်ပြီးတော့တနင်္လာသားသမီးတွေကိုဆက်ပြီးမှကျွန်တော်လေးရှိပါတယ် ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့ဒီကလမှာလက်ပိတ်လာမင်းလက်မပိတ်ဘူးဒါပေမဲ့ငွေကုန်ချေးကြတွေတအားများနေတယ်ဗျာအဖက်ဆက်လို့မရဘူးဆိုတော့ကိန်းခံမျိုးကြီးကျွန်တော်သွားမြင်မိတယ်ဗျဟိုရတာကဟိုတထောင်ဆိုလို့ရှိရင်ထွက်တာ2000လောက်ပြန်ထွက်ချင်တာမျိုးတွေပေါ့နော်အဲအဲ့ဒါမျိုးကြီးတွေဖြစ်တော့ဝင်လိုက်ထွက်လိုက်ဘလုံးမလက်ထဲစောက်ကန်ရလို့မရတဲ့အနေအထားတွေမလောက်မငန့်ဘူးတစ်ဖက်မှာလည်းနေမှာညမှာအရှာဖို့တယ်တစ်ဖက်မှာလည်းမလောက်ငန့်ဘူးဆိုတော့မျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကိုပစံကိုပြောတော့လိုက်ကိုရှင်ရှင်နဲ့ဒေါက်စိနေတာမျိုးဖြစ်တယ်အဲအဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးစည်းစပီ30ပါ ငွေချင်းနဲ့ပတ်သက်လို့ရှိရင်ဘသူဘသူမှလက်လုံသွားတာမျိုးလေးချီရအမျိုးလေးတွေလုပ်လို့မရဘူးဒီကလာမှာဖြစ်ရင် तू ကနှစ်ချက်တလုံးဖြစ်တယ်ရကြရှင်မရဘူးတချို့ပေးစရာရှိတဲ့ပတ်သက်ဆိုလို့ရှိရင်လည်းကိုယ်မှမပေးနိုင်ပဲနဲ့အဲဂျင်းနဲ့ချက်တဲ့ကြာနေတာမျိုးလေးတွေဖြစ်ပြီးငွေချင်းအဲခက်ခဲကြက်အဲကြက်တဲ့တဲ့ရတဲ့ဘက်ကလာကိုအဲတနင်္လာသားသမီးတွေဖြတ်သန်းမှဖြစ်တဲ့အတွက်အထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့ဗျာနော် အဲပြီးတော့အဲဒီကလာမှာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုတဲ့သူတွေပေါ့နိလုပ်တဲ့အခါမှာတယောက်တည်းအင်အားနဲ့မလုပ်ပါနဲ့စုပေါင်းဆက်ပေါင်းဆက်လူရှိရာလုပ်ငန်းလေးတွေလုပ်ရတတ်တဲ့ကိန်းရှိတယ်လုပ်ပါအဲဒါလေးတွေကပို့ပြီးအကျိုးပေးတာလေးတွေသူကတွေးရပါတယ်လုပ်တဲ့အခါမှာလည်းကိုနဲ့တင်းတော်နဲ့ဟာလေးတွေကိုရွေးချယ်ပြီးလုပ်ပါအဲလုပ်ရတာကဆက်လာခြင်းအဆင်ပြေတယ်ဆိုတော့ပဲတကယ်တကယ်အကျိုးမြတ်ရမယ့်အချိန်ဒီမှာအဲနည်းနည်းလေးသဘောထားကွဲလွဲမှုတွေဖြစ်တဲ့ကိန်းတွေမှာပါတော့ဂရိသစ္စာတည်အောင်ပဲကိုယ့်ဘက်ကလည်းကြိုးစားမယ်ဂရိသစ္စာတည်တဲ့သူတွေနဲ့လည်းစုံစည်းအောင်ကြိုးစားပြီးအဲသူတို့နဲ့ပူးတွဲပြီးတိုင်မြင်ပြီးလုပ်ပေးပါနော် အထူးသဖြင့်တစ်ခုလုံးမှန်ကင်မယ်ဆိုရင်အင်္ဂါသာသမိတ္တိစီမှာအကြဉာဏ်အကူအညီလေးတွေယူအဲနံပါတ်မှာစလုံးစလိုင်းဇာခွဲဆက်နေဆိုရင်ညအဲ့လိုပါတဲ့သူတွေနဲ့ပူတဲ့အတိုင်းမြည်လို့မယ်ဆိုရင်တော့ပို့ပြီးကောင်းမယ်ဆိုတော့လေးအကြံပေးခြင်းနဲ့ဗျာနော်အခြေအနေပတ်သက်လို့ရှိရင်တော့တနင်္လာသာသမိတ္တိဒီကလာကအခြေအကံတွေကကောင်းတဲ့ထဲမှာပါတယ်အဲချစ်သူရှိတဲ့သူတွေဆိုတော့ဒီကလာဆုံပြီးတော့ပဲပြောရတော့မှာပေါ့လေအဲမင်္ဂလာအခမ်းအနားလေးတွေနဲ့ကောင်းမှုအေးချမ်းမင်္ဂလာဆောင်အိမ်အောင်ရတာလေးပါလေကြားတတ်တဲ့အနေထားလေးတွေရှိတဲ့အတွက်အမှန်တန်ဝမ်းသာဖို့ကောင်းတယ်ယူမယ်ဆိုတော့ယူပါအဲဒီကလာမှာအိမ်အောင်ချတဲ့ကိစ္စလေးတွေက ဘဝအတွက်အตายာဖြောက်ပြီးတဲ့လန်ကီလေးတွေကိုရှောက်လန်းဝါတဲ့ဂိမ်းနမှာသွားပါတာဘူးဗျာနော်အဲနောက်တစ်ခုကဒီကလာမှာချစ်သူရှိတဲ့သူတွေဆိုလို့ရှိရင်အိမ်အောင်ကြတတ်တယ်ချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူအစ်စ်တွေဘာတွေရတတ်တဲ့ဂိမ်းရှိတယ်ကျွန်တော်ထပ်ပြောပါမယ်စမ်းပွဲနဲ့ကာလာလည်းဂျုံနေတာဖြစ်တဲ့အတွက်အချစ်တဲ့ခင်တဲ့သူတွေဝိုင်းဝိုင်းလေတတ်တယ်အဲ့တော့အားထက်ကိုမထိန်ချုံနိုင်တဲ့ခါမှာအဲတောင်းစင်မတော်မိတဲ့သူတွေနဲ့သွားတွေ့ပြီးတော့အနောက်ရှက်တွေဘာတွေဝင်တတ်တဲ့ဂိမ်းတွေကိုထိန်ချုပ်ပေးရမယ်အဲ့လိုမှမထိန်ချုံနိုင်ဘူးဆိုတော့အဲပြဿနာအနောက်ရှက်လေးတွေဂျုံပြီးတော့ လက်လာပါပိတ်တာမျိုးတွေရာစာကြုံရတဲ့ဂိမ်းလေးတွေရှိတယ်အခမ်းမသိအမှုတွေပါတယ်ဖြစ်တဲ့သတိထားမယ်နော် ပြီးတော့ဒီကလာမှာအိမ်ပြင်တာအိမ်ဆောက်တာအုပ်ဝင်နေပတ်သက်တဲ့ကိစ္စလေးတွေလုပ်သမျှအားလုံးအဆင်ပြေတဲ့ဂိမ်းတွေမှာပါတော့လုတ်ဖြစ်အောင်လုတ်ပေးမယ်ကားတွေပါတယ်လုံးဝဝယ်လို့မရပါဘူးကားမောင်းတဲ့သူတွေဒီကလာမှာကားအန္တရာယ်ရှိပါတယ်ဂိူးဆိုင်ပါမကြာခဏဆက်ပြတ်တာလေးတွေဖြစ်စေအက်ဆီဒန့်ဖြစ်တာလေးတွေဖြစ်စေဖြစ်တတ်တယ်ကားတွေပါတယ်ဝယ်ပြီးတဲ့နောက်ပိုင်းမှာကိုယ့်လက်ထက်ရောက်ပြီးမှဈေးတွေပါတယ်ထိုးကျသွားတာတွေမကြာခဏဆက်ပြတ်လို့ဆိုပြီးပြင်ရတာတွေအစားဖြစ်တဲ့အတွက်ကားတွေပါတယ်လုံးဝမဝယ်ပါနဲ့ဗျာနော်အဝင်မတော်လို့ပါ ဲ့တော့ဒီကောင်မှပတ်ပတ်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပေါ့လေစနေသားသမီးကြာသားတွေသားသမီးတွေကိုကိုကောင်းကောင်းကြီးဆဲတော့ပေးလိမ့်မယ်အထူးသတိထားပါသူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပမှန်လူပမှန်ပြဿနာတွေဖြစ်တတ်တယ်အခက်မတင်အောင်အမှုကိနေပါတယ်ဖြစ်တတ်တဲ့ကိစ္စမှာသွားပါတယ်စနေခိုင်းမင်းဆိုရတဲ့ပတ်တဲ့ကိစ္စတွေသွားညှိဆိုတော့မပေါ့နဲ့လေနော်သွားလာလူရှာတဲ့ခါတစ်ချက်သတိထားပေးအော်တိုဘာ22ရက်23ရက်24ရက်အဲ့ရက်တွေကတော့ဟိုအမှုကိနေပါတယ်ရှိနေတဲ့သူတွေဆိုရင်တော့မိမိတို့ကအနိုင်ရရှိမယ်ဆိုတဲ့ကိစ္စမှာသွားပါတယ်အကြံ့ကြနေတဲ့အဲခက်ခဲနေတဲ့ကိစ္စလေးတွေကိုအိတ်ကလာမှာ ရှေ့တို့ပြီးလုပ်နိုင်တယ်ပြီးမြောက်အောင်လုပ်နိုင်တဲ့အနေအထားလေးတွေကြုံရလိမ့်မယ်အလုတ်လျှောက်ခြင်းအလုတ်ရှာခြင်းမှာကောင်းသောသတင်းစကားလေးတွေအလုတ်ရတာမျိုးတွေဒီအဲ့ရပိုင်းမှာကြုံရတတ်တဲ့ gain တွေမှာပါမယ်လူမျိုးကြောင့်အချိုးပေးပြီးရက်ဝင်းနဲ့ချားကိုခီးသွားပြီးအလုတ်လောရတတ်တဲ့ gain အဲ့ရပိုင်းမှာဖြစ်တည်လာလိမ့်မယ်အော်တိုဘလာ16ရက်19 20 21အဲ့ရမှာတော့အညာအခိုက်တွေရှိတယ်အများနဲ့တယောက်ဖြစ်ပြီးတော့ရှင်းမရရင်တော့ဘယ်သူမှလက်မခံဘူးဆိုတဲ့ကာလမခုံးဘက်ပေါင်းတဲ့သူတွေအထင်လွဲတာတွေညီကောင်မတော်မအရင်ချမိဘဆရာသမားတွေအထင်လွဲတာတွေရှင်းပြလို့မရတာတွေကြုံရတတ်တဲ့ gain ရှိတယ် စေတနာကနေဝေဒနာဖြစ်သွားတဲ့အမားယွင်းနေတာဆိုတာကြုံရတဲ့အခမ်းမသိအမှုတွေပါတွေပါဖြစ်တတ်တဲ့ game ပါတဲ့အတွက်အမှုမဖြစ်အောင်နေပါနော်အမှုဖြစ်လို့ရှိရင်တော်တော်လေးခိုက်တတ်တဲ့အနေအထားရှိတယ်ဂယုတော်တော်လေးစိုက်ပဲလမ်းတွေပါတွေသွားရင်ခွေးတွေပါတွေတခြားသတိထားခွေးကတ်တတ်တဲ့အနေရလေးရှိပါတယ်အဲ့တော့ဒီကရမှာကန်ဒီယာရဲ့ထောက်မမှုအပြေအဝရအောင်အညူရောင်အဝါရောင်အစက်ရောင်လိမ်မော်ရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါမင်းတို့ကပိန်ပန်ဂဏမာပန်ကြာပန်စပယ်ပန်တို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖျားမှာဖျားပန်ကတ်တာပဲဖြစ်ဖြစ် အနေအဲ့ကနေမှာအလားပေါင်းထိုးတဲ့နေရာမှာပဲဖြည်းဖြည်းပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်လည်းအညာနေကင်ပြီးကောင်းတဲ့ကန်လေးတွေပိုကောင်းဖို့အတွက်ရရရလေးပေးကြရအောင်ဗျာနော်အဲ့တော့ရရရကဘာလို့ကလဲဆိုတော့အုံဒီအစိမ့်တလုံးကိုထိဝှက်ဖြတ်မယ်အရေတွေကိုအိမ်ရှိမှာသုံးလိုက်နော်ပြီးအဲ့ဒီအုံဒီတွေကိုစားလက်သုံးဆုပ်ဆုပ်ပြီးတော့ထည့်မယ်အဲ့ဒီအုံဒီကိုမနက်စောစောလေးတခုမှကို့အနေနာပေါင်းချက်မှရှိတဲ့တက်တန်းရင်ညောင်မကြီးကြီးမှာဆောက်တဲ့ရုပ်စိုးကိုသွားရောက်ပြီးလူခံပေးရမယ်နော်အဲမိမိတို့လူချင်းတဲ့ဆန္ဒလေးကိုတေချာလေးတိုင်တဲ့ဆူတောင်းပေးပါရုပ်စိုးကြီးကိုညီမြန်မာဆန်ဆန်ပြီးမြောက်အကောင့်ထဲပေါ်သွားပါလိမ့်မယ် ဒါအပြင်အညာအခက်တွေပြပြအောင်ညနေဆောင်လေးတစ်ခုမှာလမ်းမရခွေးလေးတွေကိုပေါမုတ်လေးတွေဖဲ့ပြီးတော့နော်ကျွေးပေးပါကျွန်တော်လည်းအညာလေးတွေအကံမုတ်ချပြပြောက်သွားပါလိမ့်မယ်အဲတနင်္လာတာသူရအောင်စိတ်အချမ်းသာကြီးကိုကြီးကျဲမှာကြမ်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးပါတယ်